အားလုံးပဲမင်္ဂလာပါမနေ့ညကတော့ Premier League ပွဲစဉ်ရှေ့ရဲ့အစောဆုံးပွဲစဉ်အဖြစ် Nottingham Forest အတင်းနဲ့ Chelsea အတင်းတို့ရဲ့ပွဲစဉ်မှာတော့ဒါ Chelsea က Nottingham Forest အတင်းရဲ့အိမ်ခွဲမှာအာကျွန်တော်ဒုတိယပိုင်း twin goal တွေပေါ့လေအထူးသဖြင့်တော့ဒါ Joao Champao အာ Patronato တစ်ဖက်က RC Jane တို့ရဲ့ twin goal နဲ့3-0ရလတ်နဲ့ဂိုးပြအနိုင်ယူပြီးတော့မှ Premier League ပွဲစဉ်ရှစ်မှာကျွန်တော်တို့ရမှတ်ပြယူနိုင်ခဲ့တယ်ဆိုတော့ ကိုကအမှန်တမ်းပြောရရင်တော့ဗျာ overall performance ကြီးမယ်ဆိုရင် Chelsea ကပထမပိုင်းကစားပုံ struggle ဖြစ်တယ်အထူးသဖြင့်တော့ဒါကျွန်တော်တို့ကွင်းလေကစားသမားတွေဖြစ်တဲ့ Moises Kainse တို့ဒါ injury ဖြစ်နေတဲ့ Enzo Fernandez မပါနိုင်တဲ့အခြေအနေမှာ Chelsea ကွင်းလေကတကယ် struggle ဖြစ်တာအထူးသဖြင့်တော့ဒါကျွန်တော်တို့ပလေ Romeo Labia ပါတယ်ဆိုပေမဲ့လို့ attacking threat တဲ့ဆိုင်ရင်ဒီ defensive action လေ weak ဖြစ်တယ်ကျွန်တော်တို့ဒီသူ့တယောက်တည်းပေါ့လေဒါရုံးကရတဲ့အနေအထားဖြစ်တယ်ဆိုပထမပိုင်းမှာဒီပေါ့လေတစ်ဖက်က Nottingham Forest က ဟာ chance တွေတော်တော်လေးရတယ်အဲ့ဒီရတဲ့အခွင့်အရေးတွေဒါအာကျွန်တော် Northern Forest အတင်းရဲ့ကစားသမားဖြစ်တဲ့တစ်ဖက်ကအာဒီပေါ့လေအမွန်ကြီးအပါဝင်အဝန်ကြီးအပါဝင်တစ်ဖက်ကအာကျွန်တော်ပေါ့လေ Morgan Gilwise တို့ဒါအဆုံးသတ်တေချာခဲ့ရင် Chelsea ကပထမပိုင်းနဲ့ကဒီပေါ့လေကျွန်တော်တို့အတွင်းကိုနှစ်ကိုလောက်ထိခွင့်ပြုရမယ့်အနေအထားဖြစ်တယ်ဆိုတော့ပထမပိုင်းမှာဒါကျွန်တော် Chelsea ကဒီ possession ဘေးအလောက်ကြီးကျွန်တော်တို့မယူနိုင်ဘူးပထမပိုင်းမှာတကယ်ရုံးကန်ရတဲ့အနေအထားဖြစ်တယ်အာဒါပြင်ကျွန်တော်တို့ ဒီပေါ်လေတောင်မှကစားသမားဖြစ်တဲ့အာကျွန်တော်ခန္ဓာချူလဲ struggle ဖြစ်ခဲ့တဲ့အနေအထားဖြစ်တယ်ဆိုတော့ပထမပိုင်းမှာ Chelsea ကဟာချန်နှစ်ချိန်လောက်ရတယ်ဒါကွင်းလေကစားသမားဖြစ်တဲ့ Andre Santos Santos ပေါ်လေအဆုံးတတ်တဲ့နေရာမှာ အာကျွန်တော်တို့ဗောလေဒါအားနေသွားတဲ့အချင်းနေအာကျွန်တော်တို့လွဲချော်သွားတဲ့အချင်းနေကြောင်းမလို့ချက်စီကဒါဟာချအနေနဲ့ဆိုရင်နှစ်ချိန်လောက်ပဲရတယ်ဖက်ကနော်ဒီဖောရက်အသင်းကချက်စီအသင်းကိုကျွန်တော်တို့ဟာချအပိုင်အခွင့်နှစ်ချိန်လောက်ရတယ်အာကျွန်တော်အဆုံးသက်ပိုင်အားနေတဲ့အခွင့်ရေးလေးချိန်လောက်ထိရတယ်ဆိုတော့ပွဲကဒုတိယပိုင်းမှာတော့ဒါကျွန်တော်အနီးပြအန်ဆိုမာရစ်ကာကဒီပထမပိုင်းမှာအသိအလုံးမဖြစ်တဲ့ကစားသမားတွေဗောလေအထူးသဖြင့်တော့ဒါဂါနာချိုရဲ့နေရာမှာဂျေမင်ဂီတန်ဝင်တယ်အာကျွန်တော်တိုက်စစ်နေရာမှာမက်ဂီဥဝင်လာတယ်အာကွင်းလယ်နေရာမှာတော့ဒါကျွန်တော်တို့မိုင်းဆက်ခိုင်းစီးရောဝင်လာတယ်ဆိုတော့ဒါဟာပွဲက ့ results ကိုတကယ်ပြောင်းလဲစေနိုင်တဲ့အနေအထားပြောင်းလဲမှုပဲဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဒီ Moses Kind Zero ပါလာတဲ့နေရာမှာ Moses Kind Zero ကကွင်းလဲဟိုကွင်းလဲပေါ့လေဒါကျွန်တော် duty တက်ဆိုင်ရဲ့တိုက်စစ်ပါလိုက်ပြီးတော့မှသူကစားနိုင်တယ်။အာကျွန်တော်ပေါ့လေတစ်ဖက်ကဒီအာကျွန်တော် Patrona တို့ကလည်း site chain လိုက်တဲ့နေရာမှာပစုံနတ်တို့ကဒါကျွန်တော်48မိနစ်မှာသူဟိုအချက်စီဘယ်တောင်းမှအချမ်းကနေဒါ fresh pay တဲ့နေရာမှာ facebook မှုရဲ့နေရာမှာတစ်ဖက်ကကျွန်တော်လူငယ်ကစားမဖြစ်တဲ့ဂျိုအာချန်ပေါင်းခေါင်းတိုက်ပိတ်တော့လို့ချက်စီကအစောပိုင်းမှာ ဒါကျွန်တော်တို့ twin go တကူစရတယ်ဆိုတော့ဒီနောက်ပိုင်းမှာတော့ဒါကျွန်တော်တို့ဒီ maggie u ရဲ့ပေါ့လေအတောက်လျှောက်ဒီတစ်ဖက်က forest အသင်းရဲ့ခန်းစစ်ကို thrust လုပ်နေတဲ့အချိန်ဒီမှာ fee အပေးနေတဲ့အချိန်ဒီမှာနောက်ထပ်ပေါ့လေဒါကျွန်တော်တို့ဒီ free kick ရတယ်ဒီကိုတော့ဒါကျွန်တော်တို့ personal တို့ကအကောင်းဆုံးပိတ်သွင်းပြီးတော့မှ chelsea က53မိနစ်မှာပဲဒါကျွန်တော်တို့နှစ်ဂိုးနဲ့ဥဆောင်တာဒီနောက်ပိုင်းမှာတော့ဒါကျွန်တော်တို့ဒီ nordia forest အသင်းက game နဲ့မှာပြန်ဝင်လာတယ် chelsea ရဲ့ဒီကစားပုံက defensive ပိုင်းပို့ပြီး threat သွားတဲ့အချိန်တွေမှာအာ forest ကဒါ chelsea cancel ကိုအကြိမ်ကြိမ်ဒုက္ခပေးတယ်ဒါပေမဲ့လို့ထိရောက်တဲ့အချိန်ချမှုပို့ပြီးတော့မလုံနိုင်တဲ့အနေအထားဖြစ်တယ်တစ်ဖက်မှာဒါကျွန်တော် forest က brazil တိုက်စစ်ကစားမှထည့်တယ်အခွင့်အရေးတွေထပ်ရတယ်ဒါပေမဲ့လို့ chelsea ရဲ့ဒုတိယပိုင်းကစားမှုကောင်းခဲ့တယ် so ဒါကျွန်တော်တို့ပွဲကစားချိန်မိနစ်80ကျော်ပါဒါ RC Jane ကဒီပေါ်လေဒါ goal run ပေါ်ကနေလာတဲ့အလုံးပြန်ကျလာတဲ့အနေအထားကိုဒါကျွန်တော်အပြင်းပိတ်သွင်းပြီးတော့မှအာကျွန်တော် 3C နဲ့ဥဆောင်သွားတာ ဆိုတော့ဒီပွဲလုံးမှာဒါကျွန်တော်တို့ဒုတိယပိုင်းမှာပေါ့လေမဖြစ်မနေလူစားလဲတဲ့နဲ့ကစားသမားတွေလဲတဲ့အားလုံးအဆင်ပြေခဲ့တယ်ဆိုတော့ Chelsea ကဒီပေါ့လေဒီရာဒီမှာအထူးသဖြင့်တော့ဒါကျွန်တော်အဝေးကွင်းမှာတောင်းကဘောကရတဲ့သွေးကိုရီတွက်ကတခြားသောအသင်းတွေထပ်တားလုံနေတဲ့အချက်ကကျွန်တော်တို့အားရတဲ့အခြေအနေဖြစ်တယ်ဆိုတော့ကွဲလေကစားသမားတွေကတော့ဒါကျွန်တော်တို့ပေါ့လေအာဒီ Moises Kainse ရောမပါတဲ့အခြေအနေမှာ struggle ဖြစ်တာတော့မှန်တယ် Kainse ကတော့ကျွန်တော်တို့အချိုးအားချံပေါင်းကဒါသူ့ရဲ့ professional ကစားသမားဘဝပါဒါ Chelsea အသင်းတော်ပထမဆုံးသွေးကိုတကူသွင်းယူနိုင်ခဲ့တယ်လို့ဒါ Reece James ကလည်း defensive assurance ဆိုင်တဲ့ ိုက်စစ်ကိုလည်းလိုက်ပါနိုင်တဲ့အခြေအနေတိအားကောင်းခဲ့တယ်။တစ်ဖက်ကပတ်စုံနဲ့တူလဲကျွန်တော်တို့ရုံအားတိုးအားကောင်းခဲ့ပြီးတော့မှတကူ ဖန်လေးပြီးတကူသူယူနိုင်ခဲ့တဲ့အနေအထားဖြစ်တယ်ဆိုတော့ Chelsea ကတော့ကျွန်တော်တို့ဒါ Premier League ပွဲစဉ်ရှင်းပါတော့တဲ့ Forest အသင်းကို Forest အိမ်ခွဲမှာပဲဒါ3-0နဲ့အနိုင်ယူပြီးတော့မှရမပြည့်ယူနိုင်ခဲ့တယ်တစ်ဖက်မှာတော့ Northern Forest အသင်းရဲ့နေပြာ Pocico Blue ကတော့ Chelsea အသင်းကိုအရင်နေပြီးတဲ့ပွဲစဉ်ပြီးမှဒါသူ့အနေနဲ့ရပောင်း40အတွင်း Northern Forest အသင်းကနေထုတ်ပေးခံခဲ့ရတယ်ပေါ့လေဆိုတော့ချစ်ရှုပေးခဲ့တဲ့ဒုတိယအခြေစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းအားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်